နွေမြခွန်ညိုဒီဇင်ဘာနနခင်းကျွေယုတ်ကလေးနဲ့ဒုတိယလူအစရှိတဲ့တေးသင်းလေးနဲ့စတူဒီယိုခေဦးမှာထင်ရှားကြော်ကြားခဲ့တဲ့တေးသက်ရှင်ဖီတာကင်ညိုကတော့စက်တင်ဘာ25ရက်နေ့မှာကွယ်လွန်သွားရှာပြီပဲဖြစ်ပါလိမ့် သူ့ရဲ့ညီဖြစ်တဲ့တေးသန့်ရှင်တူတူကအတီးပေးထားတာဖြစ်သွားတယ်။ဗီတာခင်ယိုဟာကွယ်လွန်ချိန်မှာအသက်80ရှိပြီဖြစ်ပြီးဇနီးနဲ့သားသုံးချင်ရှိခဲ့ပါတယ်။သူ့နိုင်ကိုယာကုံမျိုးကန်တော်လေးကဒေါ်သိန်းနဲ့လက်နေမှာပြုလုပ်နေပါတယ်။စနေမှာ28ရက်နေ့မှာဇာပနာ ပြုလုပ်မယ်လို့မိသားစုဝင်တွေကဆိုပါတယ်။နာယီအတွက်မိသားစုတွေနဲ့မိတ်ဆွေတွေကသူတို့အိမ်လေးမှာစီစဉ်နေပါတယ်။ဒီမနေ့၄နိုင်ခွဲ၅နိုင်လောက်မှဂျာမှာဆုံးသွားတာပါ။နှလုံးရောဂါအခံရှိပါတယ်။ လေဖြန်းလို့လည်းဖြစ်တာတော့မိသားစုက give site ကုသပေးနေတဲ့ခြားနေရုတ်တရက်လို့တော့ဆုံးသွားတာပါလို့ဆိုပါတယ် stereo ခူးဆိုကြောကိုပိုင်းတန်စင်တင်းတချင်းမျိုးစွာကိုတည်ဆူခဲ့တဲ့ဗီတာခင်ညိုဟာကို့အပြစ်နဲ့ကိုဆက်ရွင့်ငုံမယ်နဲ့လိုက်ခဲ့တော့နှွေးသားဆိုရင်မပြတို့ရဲ့နောက်ဆုံးချင်းကျူရှင်လေကိုင်းတချင်းတွေကအင်မတန်လူကြိုက်များထင်ရှားပါတယ် စတူဒီယိုခေဦးတည်တဲ့ရှင်ပြပေမဲ့နောက်ပိုင်းခေကာလာလေးဖြူ KAD တို့နဲ့ပူပေါင်းဖန်တီးခဲ့တဲ့နောက်ဆုံးသဘောထားနဲ့ဆိုတဲ့တခြင်းကလည်းပြိတက်တွေနှစ်ချိုက်အားပေးခဲ့တဲ့တခြင်းဖြစ်ခဲ့တယ်လို့ KAD ရေးပြီးဗီတာခင်ယိုဆိုတဲ့ဘဝခီးတခြင်းကလည်းအင်မတန်မှလူကြိုက်များပါလိမ့်ဆိုတော့ဒီဗီတာခင်ယိုကိုဖခင်ဦးခင်ယိုနဲ့မိခင်ဒေါခင်စန်းကြီးတို့က1946ခုနှစ် စတေမာ20မောင်မွေးဖွားခဲ့ပြီးမွေးချင်း၄ဦးအနက်အကြီးဆုံးသားဖြစ်ပါတယ်ဗီတာခင်ယိုဟာ1980ခုနှစ်မှာအကျွေးဘန်းမှနင်းကျင်တဲ့ပထမဆုံးတေးစရီနဲ့စတင်ပြီးဂီတလောကရောက်ရှိခဲ့သူပါသူရဲ့တေးစရီပေါင်း20ကျော်ထွက်ရှိခဲ့ပူပါတယ်နောက်ပြင်တေးသက်ရှင်ပီတာခင်ယိုဟာကဘာကျော်ဆိုးရော်လေးဖြစ်တဲ့ Elvis Presley နဲ့ Clint Eastwood ကိုနှစ်သက်သဘောကျလို့သူ့တချင်းမှာဝိတ်ပုံစံနဲ့အဆုံးသတ်မှုတွေပြုလုပ်တဲ့ကြောင်းထုတ်ဖော်ပြောတာမှတ်တရပါ။ တင်းသန့်ရှင်ကြီးဗီတာခင်ညိုနဲ့ပတ်သက်ပြီးသူ့ဘဝပိုင်းစတင်းသန့်ရှင်ကြီးဗီတာခင်ညိုရဲ့ဖြတ်တန်းခဲ့သမျှဘဝတွေကိုကျွန်တော်အနေနဲ့လေ့လာမိသမျှတင်ဆက်ပေးခြင်းပါလိမ့်လူရသည်ကိုပြပြပြမြင်တော့မရောက်သေးပါဘူးဒါပေမဲ့သိရက်တွေတော့ကျွေနေပါပြီရွှေ၆ပြည်မြေမြောင်ပြောင်းကျင်းနေပါပြီတကယ်ຫນွေတယောက်ကမလလည်လောက်မှာပြပြနေတာထင်ပါတယ် အဲ့ဒီအချိန်မှာရာသီဥတုကလည်းတကယ်ပူပါပြီ။တင်းရွက်တွေလည်းအားလုံးကျွေပြီ။လူရဲ့ရင်နှက်ကိုလည်းရှူရှိုက်ကြာရစာပြူပါပြီ။စိတ်တွေလည်းရောက်ရက်ခတ်။လမ်းရောက်မလို့ဆွေးရောက်မလို့ထီးကျန်တယ်လို့ခွဲခွာသွားကြသူတွေကိုပဲတန်းထားမိတယ်လို့ပါပဲ။ဒီအချိန်မှာຫນွေရောက်ပြီလေဆိုတဲ့အတန်ဝါအတန်အော်ကြီးကိုတူတူကိုကိုကြားရောက်မိတတ်ပါလေ။ခေအဆက်ဆက်ပါပဲ။ရိုးရံကြဲကြဲ ပင်အိုတို့အလှချင်းလဲပြိုင်ဆိုတဲ့စာသားလေးကိုညင်းမိကြမှာပါတချို့ကစိတ်ထဲကတချို့ကနှုတ်ကဖွင့်ဟညီဆိုမိတတ်ကြပါလေဆိုလိုက်ရမှလည်းတင်းကျပ်နေတဲ့စိတ်လင်ဟာယောပါသွားသလိုခံစားခဲ့ရတာနှစ်တန်းနီးပါပါဘာလို့လွန်လို့လွန်မမသိဘာလို့ဆွေးလို့ဆွေးမမသိပေါ့တကယ်တော့အနွေသချင်းပေါ်ပေါက်တာဟာ1981ခုနှစ်ကလေးကပါနှစ်ပေါင်းများစွာကြာပါပြီနှစ်ပေါင်း40ကျော်ပါပြီ တင်ဂီတာသိဝါဒနာပါသူတွေတော့နှွေသချင်းကိုသိကြပါတယ်နှွေရောက်ရင်အလိုလိုစူညီမိတတ်ကြပါတယ်ကိုဗစ်ဒါခင်ညွာဒီသချင်းကိုအစားကမစူချင်ဘူးတဲ့စတီရီယိုလိုလိုမိုနိုလိုလိုမို့လို့ဆိုရမှာအင်တာနက်ဖြစ်နေပါတယ်သချင်းကိုလည်းသိမကြဘူးတရေးစရာကိုမမောင်လက်ကိုပြောတယ်တဲ့ဒီသချင်းတော့မစူချင်ဘူးဗျာတဲ့အဲ့လိုညင်တာကိုမမောင်လက်ကမင်းစိတ်ကြက်တွေမင်းဆိုပြီးပြီကွာဒီတပုတ်တော့ငါ့အတွက်ဆိုပြီးပါလို့မြစ်တရရခံလို့နောက်ဆုံးအာနာပါနာနဲ့ဆိုလိုက်ရပါလိမ့် စီးထွက်လာတော့ဒီသချင်းကတကယ်ကိုပေါက်သွားပါတယ်။ကိုကြိုက်တဲ့ပြိတ္တကြိုက်တေးစရာကြိုက်ဦးစားပေးရမယ်ဆိုတာဗီဒါခင်ညိုလည်းသင်ခန်းစာရတော့ပါလိမ့်။ဗီဒါခင်ညိုအစတူဒီယိုလောကကိုစောကြီးကလေးကတဝင့်ဘူးသူပါ။သူ့မှာရှိတ်ဆိုတဲ့ကိုပိုင် T1 ရှိပါလိမ့်။အဲ့ဒီ T1 နဲ့1964ကလေးကသူကစိုးနေတာပါ။နည်းနည်းရတော့မဟုတ်ပါဘူး။သူက16နှစ်တန်းလောက်ကလေးကလုံနေတာပါ။သူ့ဝိုင်းမှာတော်မီဂျွန်နိုင်း ။ Now Playboy LPJ ကြောက်ဆွေဟန် Imagine လို့ပါပါလိမ့်။ Now ကန်နဝင် player ကြီးတွေပါ။1964ကနေ66ဒီအင်္ဂလိပ်သချင်းတွေဆိုပါလိမ့်။ဗမာ Rock သချင်းတွေပေါ်သေးပါဘူး။မြန်မာသားအင်္ဂလိပ်ပိုင်း Local Talent စီစဉ်မှလည်းဘိုးချင်းတွေဆိုပါလိမ့်။သူ့ထက်စောသူကဘိုးဘိုးဟန်နွယ်ရင်ဝင်တင်မိုးခံလို့ပါ။65 66 69လောက်ကြတော့ဒီရှိတ်ဖွဲ့သားတွေကကိုကူကူယုံကြည်လာပါလိမ့်။တနည်းအားဖြင့်ကြေးစားပြီးကြလာပါလိမ့်။ မြန်မာပြည်သိန်းနဲ့ကလည်းဒီရှိမှရောင်းနေပါပြီလက်သွေးနေပါပြီတစ်ဖက်မှာ play by တန်းနဲ့ကလည်း wine wine ထောင်ထားပါလေ wine wine ပေါင်းကြပါလေကိုသိန်းနဲ့ကိုတော်မီတို့ကကိုသိန်းနဲ့ပူပေါင်းဖို့ဗီတာကြီးကိုခေါ်ပေမဲ့ကျော်စွန်ဟန်တယောက်ထဲအထီးကျန်နေမှာအားနာခဲ့တာကြောင့်ဗီတာခင်ညိုဟာဒီရှိမှပဲနေခဲ့ပါလေဒါမှလည်းမကြခင်မှာပဲကျော်စွန်ရလည်း e machine ကိုရောက်သွားပါလေဒီမှာတင်ဗီတာခင်ညိုရဲ့ဒီရှိဟာနေထိတက်သွားပါလေ 1980မှာတော့ဗီတာခင်ညိုဟာတက္ကသိုလ်ရဲအောင်နဲ့ပူတွဲပြီးရှမ်းယုံမကဦးစီတန်တေးစုထုတ်ပါတယ်။နောက်ခံ D1 တော့မသိဘူးဗျ။ Stereo ချင်းနဲ့စာသွင်းတာဗီတာခင်ညိုကတော်တော်စောပါတယ်။သူနဲ့စောတာတော့တက္ကသိုလ်ထွန်းတော်မေမေလက်တက္ကသိုလ်အေးမောင်တို့ဖြစ်ပါတယ်။ Korean Ong Ji ရောအင်ကျော်ရဲ့ AOD Studio မှာတွင်းတာပါ။ခေဦးတန်ဖန်စနစ်မို့အကိုးတန်နေလက်တက်ဆန်းထည့်ထားတယ်လည်းပါပါတယ်။ မန္တလေးအကယ်ဒမီတင်းတန်းသွင်းဆိုင်ကလှိုင်းတန်းတွေများနေတော့မကြိုက်ပါဘူး။တချင်းနေတော့ကြိုက်တယ်။အဲ့ဒီချိန်မှာဥပဒင်းစတူဒီယိုကနာမည်ကြီးလာပြီမို့လို့အဲ့ဒီမှာသွင်းဖို့အကြံပေးပါတယ်။ကိုဗစ်တာကြီးကရန်ကုန်ပြန်ဆင်းလာတယ်။ပလေးပိုင်းဖွဲနဲ့ဥပဒင်းစီမှာတန်သွင်းနေ။သူ့ဝိုင်းတော်သားဟောင်းတွေဖြစ်တဲ့ကိုသိန်းနဲ့ကိုတော်မီတို့ဟာအဲ့ဒီချိန်မှာကိုတန်းနဲ့နဲ့တွဲမိပြီးလက်တန်တွေတော်တော်ပြောင်းနေပါပြီ။1980ရန်ယုံမရဲ့ဦးစီးတန်းထွက်ပြီးမှဒုတိယခွေရွှေပလောင်ငွေပလောင်သွင်းဖြစ်ပါတယ်။တက္ကသိုလ်ရန်အောင်နဲ့တွဲခွေပါ။ဗီနာခင်ညိုတယောက် ကိုပိုင် DIY မရှိတော့ပေမဲ့တမန်ကြောင့်ကိုမြင့်တို့လိုရုပ်ရှင်သမားတွေနဲ့တွဲပြီး네လက်စရီရှိုးတွေတီးဖြစ်ဆိုဖြစ်ပါသေးတယ်။ကိုမြင့်တို့ဘက်မှာဝင်းလိုက်ဂျော်နီမျိုးသက်ကိုမြင့်မေဝင်းမောင်မြာချင်းမုံလိုပါပါတယ်။ဝိုင်းကြီး150ရပါတယ်။ငွေတက်မှုရှိခြင်းမလို့150ဆိုတာတကယ်ကိုမနှဲမနှောပါ။နောက်တော့ပီတာခင်ညိုဟာဘာကြောင့်မှမသိခဏနားသွားပါလိမ့်။1989မှာငါပြန်လာပြီဆိုတဲ့စီးရင်ဂီတလောကကိုတကြောပြန်ဝင်လာပါတယ်။ Playboy တီးပြတာပါ။ ပလေးပွိုင်းကြီးပြိုကွဲလို့ဒီဒီမှာတီးဖြစ်တဲ့စီရီပါပလေးပွိုင်းကခွဲထွက်လာတဲ့ကိုသိန်းနဲ့ကအဲ့ဒီနှစ်မှာပဲ LBJ ဖွဲ့ထောင်တော့ဗီတာခင်ညိုကလည်းအမာခံဖြစ်ပါဝင်လာပါလိမ့်1989ကနေ86အထိပါခုနှစ်နှစ်တန်တဲ့တော့ရှော့ပါစီရီတွေတော့ရှော့သွင်းဖြစ်ပါတယ် LBJ နဲ့ဗီတာခင်ညိုကန်ဆက်ပါတယ်ထထမြစီရီတွေလူသိများအောင်မြင်ပါတယ်ကိုဗီတာကြီးဟာအရင်ကကော်ပီတချင်းနဲ့ဆိုလို့ရှိပေမဲ့နောက်ပိုင်းမှာကိုပိုင်းတန်စင်နဲ့ဆိုများပါတယ် ကိုမမောင်လက်နဲ့ချူချူတို့ကပင်နိုင်ရည်ပြပါတယ်ချူချူကသူ့ညီတူတူရဲ့အထက်ကပါဆက်မိလို့ဗျကိုပီတာခင်ညိုကဂီတမျိုးရှိပါတယ်သူ့အဖေကသင်းဆိုပါတယ်သူ့အဖေရဲ့ညီငယ်ဆုံးကအစိုးတော်ကိုမင်းအောင်ပါအစိုးတော်တူတူကသူ့ရဲ့ညီပါသူတို့တွေကဥပဒေရုံနဲ့ကောင်းတယ်ဗျဥမင်းအောင်ဆိုထထောင်မောင်းနဲ့ယောက်ျားပီတာခန့်အညာကြီးဗျချူချူရေးဆက်ပြီးတဲ့သေးချင်းတွေကိုကိုသိန်းနဲ့ကိုရောင်လီကောင်းတို့ကမုန်းမှန်ပြပါတယ် လာပါတဲ့ဒေတာဘုတ်ဖြစ်အောင်သူတို့ကတက်နိုင်တဲ့ဘက်ကနေဝိုင်းဝန်းကူညီပေးပါလေဒီလိုနဲ့ကျွန်တော်တို့ဟာຫນွေရောက်ရင်သူ့ရဲ့ຫນွေသချင်းစောင်းရောက်ရင်လည်းဒီဇင်ဘာနဲ့နှခင်ချင်းတွေနဲ့ဘွားအမောဖြစ်ဖြစ်ပါလေကိုဗီဒါခင်ညိုဟာအခုအခါမှာတော့သူ့အနေနဲ့လောကကြီးကိုလက်ပြနှုတ်ဆက်သွားပြီးတော့ဘဝခီးရှင်ကြီးကိုထွက်ခွာသွားပြီပဲဖြစ်ပါလေတေးဒီငါကတော့ နောင်ဘွားဘွားတွေမှာလည်းဆက်လက်ပြီးတော့တေးတည်နေအောင်မယ်လို့ယုံကြည်မိပါတယ်